တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဇဝဲကျေးရွာအုပ်စုမှာတိုက်ပွဲဖြစ်ပြီးတော့ကျေးရွာလေးရွာကဒေသခံတွေစစ်ဘေးရှောင်နေရတဲ့အတွက်စေဝါပစ္စည်းတွေနဲ့စာနယ်ဇင်းတွေအရေးပေါ်လိုအပ်နေတယ်လို့ကုညီပင်းနေသူတွေနဲ့ဒေသခံတွေကပြောပါရယ်ဒီတဲ့င်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဇဝဲကျေးရွာအုပ်စုတွင်တိုက်ပွဲတွေကြောင့်ကျေးရွာလေးရွာကဒေသခံတွေစစ်ရှောင်နေရတဲ့အတွက်အရေးပေါ်စေဝါပစ္စည်းတွေနဲ့စာနယ်ဇင်းတွေလိုအပ်နေတယ်လို့ စစ်ပေးဆောင်ရေးကူညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။အော်တိုဘာလ28ရက်နေ့နဲ့12နာရီဝန်းကျင်မှာဇဝဲကြည်အောင်အုပ်စုလေးမရအနီးမှာစစ်ကောင်စီတပ်အင်အား၁၀၀ဝန်းကျင်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။အဲ့ဒီတို့ကတိုက်ပွဲဖြစ်ပွားတဲ့အနီးနားမှာရှိတဲ့လေးမိုင်ဒူးကျိုးရေခမ်းချောင်းနဲ့ဖားနေကျွာတွေမှာနေထိုင်တဲ့ဒေသခံတွေဟာဒီစက်ရတောတောင်နဲ့ကျွာတွေမှာရွာလုံးကျွတ်စစ်ပေးဆောင်နေကြရပြီးစားနပ်ရိက္ခာတွေအပြင်တကြီးရွယ်ဦးနဲ့လူနာတွေအတွက်စေဝါပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ဆိုပါရစေ။ ကျွန်တော်တို့စားနေရိတ်ခါနဲ့အဝေါ်အဝေါ်အထက်တွေပေါ့ဗျာကျမရေးစေးဝါးရေအဲ့ဒီအခြေတုပ်ချက်ကလည်းအဓိကကြပါတယ်ခင်ဗျာနေထိုင်ဖို့ကြတယ်ကျွန်တော်တို့ဟိုကနေဆက်ရအဆောက်အဦတွေနဲ့ကျွန်တော်တို့ဟိုကအားလုံးအစီအပြောင်းလို့လုပ်ပေးနိုင်ပါတယ်ခင်ဗျာဟိုအဝေါ်အထက်ကခုနဲ့ပါလာတဲ့ဟိုကျွန်တော်တို့ဒီရက်ရောပါဟိုရှိနေတဲ့ဟိုကတငယ်ချင်းမိတ်ဆွေတွေ ဘောင်းတဲတွေနဲ့ဟိုအဝတ်အထည်တွေကိုကျွန်တော်အလူခံပြီးတော့တို့ကိုပေးထားတာလေးရှိပါတယ်ခင်ဗျာဟုတ်ဖေးဝါးကတည်ယူလို့အခက်ခဲရှိတယ်ခင်ဗျာကျွန်တော်ဒေတာပေါ်မှာရှိနေတဲ့ဆေးဝါးဆိုင်တွေမှာပဲကျွန်တော်တို့ဟိုရတဲ့လောက်ဆေးနဲ့ကျွန်တော်တို့ဟွာရှာဖွေပြီးတော့ဟိုဝယ်ပြီးတော့ကျွန်တော်ကုသပေးနေပါတယ်ခင်ဗျာဟုတ်အော်တိုဘားလာ28ရက်မှာလေးမိုင်ကြီးရကလူနေအိမ်သုံးလုံးကိုစစ်ကောင်စီတပ်ကမိရှုဖျက်ဆီးခဲ့ပြီးနေအိမ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုကားရင်နဲ့တင်ဆောင်တာဇပွဲအခြေဆိုင်ခမရ996တရင်ကိုတင်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်ရွာထဲမှာရှိရအိတ်ကုတ် တလုံးမွေနာဝဲတာဟုတ်ရှိပြီစီတဲ့ကလောက်ယူယူရဲ့ సైకిల్ సైకిల్ တွေပေါ်ယူပြီးကော့တဲနေကိုနှစ်ဆလစ်နေမိမရှိရတဲ့အတွင်းအဲ့တိုင်းမှာလောဆူလောပြောပါပတိရောရှိရအဲ့တကားလဲဆိုအဲ့လိုဖြောက်ယူကုန်ဒီဖဲမော်ရောကိုလောက်ဝါယူမော်ရောလူတွေကဲစေးပါယော်လေဖြေကုန်ပေါ့ကိုယော်ပြေးတဖွဲ့ဖြေကုန်ပေါ့အရှိအဲ့ဒီလည်းပါမိဆူဝဲတလုံးနောက်ပြီးအဲ့မော်ရှိရဆိုတဲ့ယူရိုက်ရိုက်ဖြက်ဖြစ်ရှိအမျိုးမျိုးလောဆိုတော့ကျွန်တော်တို့ယော်ပြေးဖြေပေါ့ကို လက်ရှိစီရီတိမာနေတဲ့လေးမိုင်နဲ့ဒူဂျိုကျေးရွာနီးတဝိုက်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရဲတပ်ဖွဲ့တွေနှစ်ပတ်စလုံးကခန်းစင်းပြင်ထားပြီးခြေကုပ်ယူထားကာထိတွေ့တိုက်ပွဲတွေအချိန်မီးဖြစ်လာနိုင်တယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါတယ်။နှစ်ဖဲဟုတ်ပဲဒီပဲတော့မတွေ့ကြဘူးတော့ကိုဘာခဲစေတဘောနဲ့နေကြတယ်ဒီသဘာသာဖေကိုကျွန်တော်တို့တို့လည်းဒီကတော့ပြီးတော့ပြီးခဲတော့မျိုးလေးစီးတယ်ဒီလိုဖေကနေပြီးတော့သဘာသာဖေကနေပြီးတော့ဒီတုံးတွေနဲ့လက်နေငယ်တွေနဲ့လက်နေကြီးတွေစီးတော့တွေရဲ့စီးတဲ့ကိုကျွန်တော်တို့ဖေကိုပေါ့နော် ကိုယ်တော်ဒီဖက်ကတူလမတူဘူးညည်းလည်းညည်းဘူးဒီပဲလောက်သာစိတ်တော်ထုတ်ခြင်းနဲ့ဒီလူတွေနေတော့ဒီရောအထက်ဥမပြန်နေဘူးတော့အဆင်မပြေဘူးကိုစီကြီးကတော်တော်တင်းမာမယ်အင်းနေဖြစ်နေတယ်စီပင်းဆောင်ကူညီအဖွဲ့တွေကကောက်ယူထားတဲ့စီရင်တွေအရအော်တိုဘာလ28ရက်ကနေ29ရက်အထိဟာနီဒူးချိုးနဲ့ရေခမ်းကြောင်ကျေးရွာတွေကနေထွက်ပြေးလာတဲ့အင်အောင်စု76စုနဲ့လူဦးရေ342ယောက်ရှိပြီး ဒေးမိုက်ကြီးရကစစ်ပေးဆောင်စီးရင်ကိုတော့အတိအကျမကောက်ယူရသေးဘူးလို့သိရပါဗါတယ်။အော်တိုဘာလ28ရက်နေ့က28ရက်ဒီမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြားဒူဂျိုကြီးရကအသက်30အရွယ်ရဲသား2ယောက်တိစုံခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။ကျွန်တော်လင်းပါ What say you?